အမှုပညာအတိုင်းဝိုင်းကအမျိုးသမီးလေးကိုအပျော်တွက်လို့ရတယ်ဆိုပြီးပေါ်တင်စော်ကားလာတဲ့သရုပ်ဆောင်အကယ်ဒမီထွန်ထွန်းရှောက်ထွေးပွေလီလာတဲ့အမှုပညာအတိုင်းဝိုင်းဟာငကိုကလေးကအပုတ်နဲ့တင်နေဖြစ်နေတာဆိုတာလူတိုင်းအသိပါ အခုဒါအမှုပညာရှင်အတိုင်းဝိုင်းကအကယ်ဒမီထွန်းထွန်းကိုတိုင်သူ့တငယ်ချင်းခရိုနီကိုရွှေမလ်ကိုကာကွယ်ပြောချင်စိတ်နဲ့အခုလိုပြောခဲ့တာပါသူ့ရဲ့တငယ်ချင်းနေရာဖြစ်တဲ့ကိုရွှေမလ်နဲ့ဒေါက်တာလီလိုရဲ့မင်္ဂလာပွဲအပြီးမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီးစာအရှိကြီးရေးပြီးတင်ခဲ့တာပါ တငယ်ချင်းဖြစ်သူကိုကာကွယ်ပြောခြင်းစိတ်နဲ့တပားသူကိုပြောဆိုယုံတင်မဟုတ်ပဲအမှုပညာအတိုင်းဝိုင်းကအမျိုးသမီးတွေကိုအပျော်ပဲတွဲလို့ရတယ်ဆိုတဲ့အတိတ်ပဲပါတဲ့အပေါင်းအနှုံးကိုတုံးခဲ့တာပါသူပြောတဲ့ထဲကတငယ်ချင်းတွေကတားကြပါသေးတယ်ကျွတ်တော်တငယ်ချင်းဒေါက်တာလေးကအမှုပညာလောကထဲကမဟုတ်တယ်လို့အနေအေးသူရိုးရှင်းသူမိဘအတိုင်းဝိုင်းအနေအထားရအပျော်ချမ်းဖို့မတင်ကြောင်းခမည်းရဲ့အရင်စရိုက်တွေဖျောက်ဖျက်ပြီးမြစ်ချစ်တင်ပါတယ်ဆိုပြီးပြောခဲ့တဲ့အချက်ကမြင်နေပြလန်းဆိုင်အတိုင်းဝိုင်းကြီးရင်အတီးချမ်း န်အမှုပညာမင်းသမီးတာမကအတိုင်းဝိုင်းမရှိတဲ့အမျိုးသမီးမှန်ရင်အပြော်ကြံလဲကိစ္စမရှိရတဲ့ဆိုပေအထိတက်ရောက်သွားတာပါအခုတော့အဲလီပို့စ်ကိုကိုရွှေမန့်ဖြိုးလို့ဖြတ်သွားတယ်လို့သူတို့ပြဿနာတွေပြီးသွားပြီလို့ဆိုရမှာပါဒါပေမဲ့အဲ့ဒါနဲ့ပြတ်သက်ပြီးအမျိုးသမီးအများစုကတော့မင်းလေးတယောက်ကမိဘအတိုင်းဝိုင်းကောင်းမှအပြော်မကြံတင်တာပေါ့လေးစားစရာအတွေးခေါ်ရှင်ထွန်းထွန်းရေးဆိုပြီးပြောဆိုနေကြတာပါပရိသတ်ကြီးကတော့အခုလိုပြောခဲ့တဲ့တရုတ်ဆောင်လူပြိုကြီးထွန်းထွန်းအပေါ်ဗာများပြောချင်ပါတယ်လေရှင်ကျမကတော့အမျိုးသမီးတိုင်း င်းကိုလေးစားတင်ကြောင်းအမျိုးသမီးဆိုတာယောက်ျားတွေရဲ့မိခင်တွေပါဆော့ကားစရာအာတာဖီဖိုလင်ကျွန်းတွေမဟုတ်ဘူးမိန်းကလေးတွေအနေနဲ့ဘဲယောက်ျားမှမယုံနဲ့လို့ပဲလူပြောပါတဲ့စီ